ခုတင်ဆက်ပေးမယ့်သတင်းကတော့တားမြင့်ကန့်သက်လုပ်ငန်းတွေမှာနိုင်ငံသားများမတီငွေရဲ့20ရာခိုင်နှုန်းအနည်းဆုံးရှိပါကနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွေနဲ့ပူးပေါင်းလုပ်ကိုင်နိုင်တဲ့ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နိုင်ငံသားရင်းနှီးမြှုပ်နှံမှုနေဥပဒေမှာတားမြင့်ကန့်သက်လုပ်ငန်းများကိုနိုင်ငံသားနဲ့ဖက်ဆက်လုပ်ကိုင်ပါကနိုင်ငံသားမတီငွေရင်အချို့ဟာစုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့80ရာခိုင်နှုန်းထက်မကျုံလွန်စေရအချက်ကိုမတ်လ16ရက်နေ့မှာပြည်အောင်စုလွှတ်တော်မှာအတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။ ဒါအပြင်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအချို့ဟာ80ရာခိုင်နှုန်းထက်မကျော်လွန်စေရသတ်မှတ်ချက်ကိုကော်မရှင်ကပြည်အောင်စုအစိုးရအဖွဲ့ရဲ့သဘောတူညီချက်နဲ့အခအားလျော်စွာအမိန့်ကြေညာစာထုတ်ပြန်ပြီးပြင်ဆင်သတ်မှတ်နိုင်ကြောင်းဤဥပဒေမှာပါဝင်တာဖြစ်ပါတယ်။ယခုကဲ့သို့ပြည်အောင်စုလွှတ်တော်မှအတည်ပြုပြဋ္ဌာန်းခဲ့တဲ့အတွက်တားမြစ်ကတ်သက်လုပ်ငန်းတွေမှာနိုင်ငံသားတွေဟာမတီငွေရဲ့20ရာခိုင်နှုန်းအနည်းဆုံးရှိပါက နိုင်ငံသားယင်းနှိမ့်မြုံနယ်မှုတွေနဲ့ပိုးပေါက်လောက်ကန်နိုင်မှာဖြစ်ပါတယ်။အဆိုပါနိုင်ငံသားယင်းနှိမ့်မြုံနယ်မှုဤဥပဒေရဲ့မူလပြဋ္ဌာန်းချက်ဖြစ်တဲ့ဖက်ဆက်လုပ်ငန်းတွေမှာနိုင်ငံသားယင်းနှိမ့်မြုံနယ်ခွင့်အချို့80ရာခိုင်နှုန်းအထိခွင့်ပြုရန်အချက်ကိုအမျိုးသားလွှတ်တော်ကအတည်ပြုခဲ့ပြီးပြည်သူ့လွှတ်တော်ကနိုင်ငံသား51ရာခိုင်နှုန်းနဲ့နိုင်ငံသားသား49ရာခိုင်နှုန်းသာခွင့်ပြုရန်ပြင်ဆင်အတည်ပြုရမှာလွှတ်တော်နှစ်ရက်သဘောထားကွဲလှဲခဲ့တာဖြစ်ပါတယ်။တားမြစ်ကန့်သက်လုပ်ငန်းတွေမှာ နိုင်ငံသားယင်းနှိမှုအချို့49ရာခိုင်နှုန်းမကျော်လွန်စေရအချက်ကိုပြည်အောင်စုလွှတ်တော်ကိုယ်စားလှယ်၄ဦးကထောက်ခံဆွေးနွေးက၄ဦးကကန့်ကွက်ဆွေးနွေးခဲ့ပြီးလွှတ်တော်ရဲ့အဆုံးဖြတ်ကိုရယူခဲ့ရာထောက်ခံမဲ235မဲ၊ကန့်ကွက်မဲ305မဲ၊ကြားနေမဲ10မဲနဲ့ရှုံးနိမ့်ခဲ့ရဖြစ်ပါရဲ့ရှင်။